မင်္ဂလာညချမ်းပါခင်ဗျာစီဂျီပလပေါင်းရဲ့ပတ်စင်တင်ဆက်နေကြစာတေးတဲ့စီစဉ်လေးမှာကွန်ကြတဲ့ဖပြပြီးဆောင်မှာကတော့ဆရာတန်းတဲ့ရဲ့ Second Radio SA ပဲဖြစ်ပါတယ် Second Radio စကွန်ငယ်စငယ်ချင်းပြည်လိုက်ဦးကသူ့ပြဿနာတွေခက်ခဲတွေဟာကြော်စရာလို့လို့အခွင့်အရေးလို့လို့ဟန်ဆောင်ပြီးမတို့စီကိုရောက်လာတဲ့နေသတိထားနေဟုတခါကတတိပြေးခဲ့ဘူးသည် သူကတော့အကြောင်းအရာတစ်ခုစီ UTV စိုးရင်သတိပေးခဲ့သည် ဆိုတော့လေကျွန်တော်ဖို့တောင်းတွေးမြောက်တွေးဘဝနဲ့ချီပြီးတော့တော့မှတွေးပြသွားခဲ့တယ်တစ်ဆက်တည်းမှာပဲအစ္စလီမမော်ရဲ့နှက်ခတ်ပွဲတပင်တချင်းကိုလည်းဖျက်ခနဲ့သတိရသွားခဲ့တယ်ဆမ်ဆိုင်တော့ကျွန်တော်လည်းမသိဘူးဂျစ်တာယာအဖွဲ့စည်းကဂျိုကြီးကိုလုံးနဲ့အတူနှက်ခတ်တပင်ပြုလုပ်မိပွဲဖြစ်သည့်အတွက်ဒီညဖို့ရာလာမင်းလာစရာတာစရာမလိုဘူးဟူ၍ကိုမမောင်ကဆက်ဆူခဲ့ပါလိမ့်ကျွန်တော်မှလာမင်းကိုအားလဲနိုင်ရ တနာလဲတနာခဲ့ရချင်းရည်သူကိုရက်ဆက်တန်ကိုပြတ်သားတရင်ကို စိတ်လဲနာခဲ့ရသည်ကိုပိုင်အလင်းအောင်မရှိကြေတာရအစင်တန်းမှုမိရှာသူပွဲမဝင်လှသူဤဝိထုခါကိုကျွန်တော်ဆန္နာနားလေမိပါသည်လာမင်းကလေးရှက်သွားတော့မှ သူခမရှိတဲ့အလင်းအောင်လေးနဲ့ရေကပါကိုချစ်ရရှာစောင့်ရှောက်ရရှာတော့လဲအခုလိုအဆုံးသက်ရသည့်ရလက်မှာသူနဲ့မထိုက်တန်ဘူးဟုတွေ့ရင်စေမကောင်းဖြစ်ခဲ့ရသည်ကျွန်တော်ကအဆောစာရရအာနာတက်တနာတက်တန်ရုံစဉ်ကြည့်တတ်သည်မို့ ဒီလောက်ရောင်လေးကြောင့်များဘာဖြစ်သွားမှာမို့လို့လဲဒီလောက်အေးအေးမြမြဝိုင်းစစအလှကြီးလှနေရတာကိုစသဖြင့်ကိုမောင်မောင်ကတော့ရှင်းသည်ဘာဘူးမှငဲွက်မနေအာနာပါနာချွင်းချက်ထားမနေဘလို့အတနာခံ မြူဆွေနေတော့လာမင်းထင်ထင်ကိုမှရွှေတိုက်စင်းသွင်းဖို့ရန်အစီအစဉ်မရှိလောက်ကကြီးတွေမှာတာယာကြီးလိုလင်းစီပါတဲ့လုံလာစိုက်ကရီရှိခီးကိုဆက်ပါတဲ့ကိုစင်တခါကတကိုးရဲ့ကြပြားတပုတ်တွင်လာမင်းကြီးနဲ့လွဲ၍သူမျက်ရည်ကျနေဦးမည်ဆိုရင် ကျေတရာတွင်လည်းလွဲရပြည်ဦးမိဟုဖက်ခရသည်မှဆ ảy ၍ကျွန်တော်နည်းနည်းခြောက်ခြားစပြုလာမိသည်။လာမင်းသည်ကျေတရာများကိုကျွန်တော်နှင့်မဆုံနိုင်အောင်ကျွန်တော်ငူအောင်မျက်ရည်တွင်အပြည့်နှင့်ဘာကူးမှမမြင်တော့အောင်ထောင်ချောက်လာစင်လာလဲဖြစ်နေနိုင် ရှိနေနိုင်လာပဲဟုတတိထားမိလာသည်။ကျေတရာစစ်စစ်တောက်ပမှုစစ်စစ်ကြော်ရှင်မှုစစ်စစ်ကိုဒုပထင်အောင်ထင်မှားများကတားဆီးထားတတ်သည့်သဘောကိုကိုမောင်မောင်လည်းသိခဲ့ပုံရသည် ပြည်ဦးတိုင်းပြောသည့်ပြောသည့်ရလူလူထဲမှခွင့်ရေးလူလူထဲမှမြုပ်ကွင်းများကိုကျွန်တော်ရိမ့်မိသလိုရှိလာခဲ့သည်။ယခင်ကျွန်တော်အချိန်တွေကသာသာထိုးထိုးပေါ့ပေါ့ပါပါတနေ့လို့တနေ့စားနဲ့ဘာကြီးဟဲ့ညာကြီးဟဲ့လို့လဲဖြစ်ချင်းရောက်ချင်းစိတ်သိမ့်မရှိခဲ့။စာလေးကပြားလေးဖတ်တချင်းအေးအေးညီဆိုသည့်အခါဆိုကပြားဝိုင်းစဝိုင်းလေးများနာမရောမလဲရောက်သွားသူများစာမှုလူကြုံပို့ခိုင်းရင်လည်းပို့ပြီးစာမှုကထုတ်ပေးထားပါအောင်ဆိုသွားထုတ်ပေးထားသူများဒီပြင်ကျွန်တော်အစီအပြေလွန်းလာပါပြီ။ သို့သောအကြောင်းဖန်လာရသည်ကကျွန်တော်ဇာတိတမ္မဝရီကဗျာအစုအဖွဲ့နှင့်တက်ခိုင်စော်ကစတင်ခဲ့ပါသည်ကျွန်တော်ကိုအစဉ်တစိုက်ယခုထိတိုင်အလွှမ်းမိုးနိုင်ဆုံးကဗျာအစုအဖွဲ့ဖြစ်သောဆရာဝေစောတို့၏တမ္မဝရီကကျွန်တော်ကိုစာရီကဗျာတွေရေးစေခြင်းကြသည်ဆရာဝေစောက ကျွန်တော်ကိုပူပြီးမျှော်လင့်သူနောက်တစ်ယောက်ကတော့တက်ခိုင်စော်သူကြောင့်ဗုဒ္ဓဤဖြစ်တော်စဉ်ကိုကြပြားတအုပ်စာရရင် ရေးဖွဲ့ခြင်းစိတ်ဖြစ်ပေါ်လာခဲ့ရသည် သူကြိုက်ကြောင်းသူတံပိုးထားရကြောင်းတဖောက်ဖောက်ပြောရင်ပြောရင် သူရုတ်တရက်ကွယ်လွန်သွားခဲ့သည်သူမရှိတော့သည့်နောက်ကဗျာဝတ္ထုရှိကဗျာလက်စီးရီမှာ55ပုံမြမြင်ရက်တန့်သွားခဲ့ရသည်ဘာဖြစ်လို့ရက်တန့်သွားရသည်ကိုကျွန်တော်ကိုယ်တိုင်ပင်မသိအဓိကဇက်လိုက်နောက်တစ်ယောက်မှာကြီးလိုင်ဦးဖြစ်သည်ကျွန်တော်ကိုကဗျာအရေးစစ်ကျင်းဆုံးတစ်ယောက်မှာသူပဲဖြစ်ပြီးသူကကဗျာဆရာမတ်ပန်ဒိုရာဖြစ်နေပြီးတာပင် ကြားလာပြီသူကြောင့်ပင်ကဗျာတော်စာတော်တို့ဦးလေလေရောက်ခဲ့တာကိုဝန်ခံရပါမည် နေနဲ့ကိုနှင်းကားမှုကစကားပြောနေတာကကြပြားတွေလိုပဲသူများတွေလိုဆက်เสียဟတ်เสียကိုမလိုဘူးဟုမချက်အချအပြီးမှာပင်ကျွန်တော်လေဤအပေါက်အပြင်းများကိုလှိုင်းတယ်လေတန်ခံနိုင်ဖို့ရာပါတီပြုပြင်နေခဲ့မိပါပြီပြီးတော့ကိုနှင်းကားမှုသူနှင်းစီဗျူအက်ဒီတာဘဝတွင်နှင်းစီဗျူမဂ္ဂဇင်းတွင်ကြပြားတပုတ်ပါရန်လွယ်လာသည်တော့မဟုတ်ဘွန်ဂျော်လန်းကဟိုတယ်ကြီးတစ်ခုတွင်ကြပြားရုပ်ပွဲလုပ်သည်ဆို၍ကျွန်တော်လဲသွားနာထောင်ဖြစ်သည်လူပုံလေထိတိကျဲတွေကြားကျွန်တော်ထံသူရောက်လာခဲ့သည် ူချင်းကတိတ်ရင်နေသည်တော့မဟုတ်ခမရခပြားရေးထားတာတွေ့လို့အဲ့ဒါပေးပါလားခုကျွန်တော်ထံစာမှုတောင်းလာသည်ကျွန်တော်မှာဆရာရေကြာရှုတို့ချန်တန်းမကြီးမငယ်နဲ့ရှက်ကူရှက်ကန်းကျွန်တော်ရေးထားတာ၄၅ပုတ်လောက်သာရှိပြီးဘယ်ကပြားကိုတောင်းသည်မသိခဲ့နောက်တည့်ရနေ့အကြာမှာတော့သူဖုန်းဆက်လာပါတယ်လေးဘုတ်တွေ့တယ်လေလေးဘုတ်လုံးလိုချင်တယ်ဟုဆိုပြီးနေ့စီပြူလို့စာမျက်နှာပေါ်မှာကျွန်တော်ရောက်ရှိသွားခဲ့သည်ထိုအခါလော်တက်ခတ်တက်များပြင်းရင် ရွက်ကျိုးရွက်တိုင်များကိုဆင်းရင်ကျွန်တော်ခီးအနီးဝေးကိုတွက်ချက်နေဖြစ်ခဲ့ပါသည်ကိုဝေးကောင်ကကျွန်တော်စာတူပိစားလေးတွေကြပြလေးတွေကိုမပြောက်ပြက်ရအောင်ဆူထားတင်းထားဖို့ခဏခဏတတိပေးရှာသည်ဗုဒ္ဓနဲ့ပတ်သက်တော့ကြပြများကိုသူကစာအုပ်ထုတ်ချင်တော့လဲကျွန်တော်ကစက်မရေးဖြစ်အစည်းကသူတောင်းတော့လဲတိတိကျကျအနာတတ်ထားသည့်အထိမလုပ်ရသေးသဖြင့်ဗျာရှိငါးဘုတ်ကိုသူထုတ်မိအကြောင်းကစ၍ကျွန်တော်လှေကျိုးကိုသူဖြီးပေးခဲ့သည် ကိုကြီးကောင်ကိုလေးစားကြည့်သူတင်စွာကျွန်တော်လှေကလေးကိုကမ်းမခွာလိုက်ပါတော့သည်တောင်တင်နေသူဒီလိုက်အကြနဲ့ခီးဦးထွက်ရန်ပြင်ဆင်ပြီးမို့ဒီညတော့မုံတိုင်းရေနေမုံဝေနဲ့အောင်မုံဝေပါနေအောင်ဟုတောင်းပန်ထားတော်လဲစာအုပ်ထွက်သည့်ဖေဖော်ဝါရီလတရက်နေ့တွင်နိုင်ငံရေးအလှည့်အကြောင်းများကြောင့်တိုက်တိုင်ဆိုင်ဆိုင်ထင်မှတ်ထားသည်ရောမထင်မှတ်ထားသည်ရောနေလှေကလေးမှာအလူလူအရင်လင်းဒီသူတို့အဖြစ်အပျက်များရှိသည့်ဖြစ်စေသူတို့အားလုံးမှာကျွန်တော်အတွက်တော့ကိုမမောင်အင်ဂျလီတီဖြစ်ပါသည် လောကထဲမှာဘလို့လင်းရမည်ဆိုသည်ကိုဆွဲခေါ်ပြသခဲ့သည့်သူများဟုဆိုရပါမည်။ခုနောက်ပိုင်းကျွန်တော်တို့ဘဝတွေမှာရရှိခဲ့ကြသည်ကလမင်းလား၊ကြေရာရလား၊ခဏခဏမိကွန်းထုတ်နေမိတတ်သည်။နေပြောသည်ပြောသည့်ဘဝလား၊အေးအယောင်လား၊စောကြောနေမိတတ်သည်။ကျွန်တော်ကကျွန်တော်အလိုမချစိတ်တူသလိုလိုဝမ်းနည်းသလိုလိုနဲ့တခါတလေဖြစ်မိသည်။ဘယ်အဖြစ်တွေဘယ်အချက်တွေကအဆက်လဲ။အေးအယောင်လဲစသဖြင့်ကျွန်တော်ဝေခွဲမရ။ချင်းနဲ့အချစ်ဟုထင်ရသောအရာများဟု စာတမုတ်ထဲတွင်ရေးသားထားသည့်ဖက်ရခုသည်ပရိုတင်ရသည့်အရာများကြောင့်အစစ်အမှန်ထံသို့ရောက်ရန်ချိန်ကြာနေတာဟုဆိုလိုခြင်းပုံရပါသည်ချို့သူများတွန်းမှုကတော့အချစ်ဖြစ်ပြီးအเจ้าမတိုက်ဆိုင်ကြသော်လည်းအခါထိုထင်ရသောအရာများတဲ့သို့ချစ်ကိုမတိမတာဆွဲထည့်တွားတက်ကြတာလဲတွေ့ရဘူးပါသည်ချစ်စစ်နှင့်ခဏခဏတွေ့ကြရသူများမှာကုသိုလ်ထူလာသည် ချို့လူများကသာအရေးဖြစ်နေမှာအယောင်ဖြစ်နေမှာစိုးရိမ်နေမိတော့လဲ ကုကူကိုကျွန်တော်ပြန်မစင်းစားမီငါကရောတခြားလူတွေအတွက်ထောင်ချောက်တစ်ခုများဖြစ်နေမလားတယောက်ယောက်ရဲ့နေတွေကြေကြရတွေကိုများကွယ်ထားမိတဲ့ဂျိုးတင်ဂျုံမွားလေးတလုံးများငါဖြစ်နေမလားငါပြလိုက်မိတာကရောချစ်မဟုတ်ပဲချစ်လို့ထင်ရတဲ့အရာတွေများလားသသဖြင့်အတွေးကိုဆက်မိသည့်အခါစိတ်မကောင်းဖြစ်ရသည်လူဆိုသည်ကလည်းဟိုမှာတလဲဒီမှာတလဲဟိုချင်းဟိုကွေဒီချင်းဒီကွေနေဖြစ်လိုက်ညဖြစ်လိုက်နေဖြစ်လိုက်လဖြစ်လိုက် တစ်စစ်ချင်းတစ်စစ်ချင်းဘဝဆက်ရသည်ကိုကိုမမောင်စားသားတိုင်းဆိုရလျင်ငွေရင်းကြီးပြည့်နေတဲ့လူဘဝဖြစ်စဉ်ကြီးကိုခင်တွယ်နေမိတဲ့သူတောကအပူတွေသမှုရိယအပူတွေနဲ့လူဒီဘူးဒီဝိတုကများဘူးကိုချစ်ရသည့်မြေသူတူတယောက်ကိုမှကူးဆက်မသွားစေခြင်းပါတဲ့ထို့ကြောင့်ပင်ကိုမမောင်ကတော့နောက်တစ်ချိန်ပြည့်ပြည့်သားသားနဲ့နှင်ထုတ်ပြန်ပါသည်ဒီတညတော့တတ်ထားရည်ညုံမနေပါနဲ့ဦးနဲ့ဟိုတယောက်ကတော့ဖြင့်ဘလောက်ဝမ်းနေသွားမည်မသိ ခုဖတ်ပြပေးခဲ့တာကတော့ဆရာတန်းတင်ရဲ့စိတ်ကမ်းရေဒီယိုအစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်လေးကိုတနေ့ကနေည၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေကြမှုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။ကျွန်တော်나ကြီးပါ